ကဲသားတို့သမီးတို့ရေတီချဲအခုပြောပြပေးမယ်ပုံမြင်လေးကတော့ကျင်းညီနောင်ဆိုရက်ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်သားတို့သမီးတို့တည်တည်ချာချာနားထောင်ကြည့်လိုက်အောင်နော်ဟိုးရှိရှိတုန်းကပေါ့ကွယ် လက်ပံမိကြီးတပင်မှာညီနောင်ကျင်းနှကောင်ရှိတဲ့ကျင်းငက်လေးရာအတောင်မစုံသေးသဖြင့်ကောင်းကောင်းမပြန်နိုင်ကြဘူးပေါ့ကွယ်တနေ့မှာလေပြင်းကြပြီးအဲ့ဒီကျင်းညီနောင်လေးရာလေနဲ့အတူလွင့်ပါသွားတဲ့ကွယ်တကောင်ကတော့ခိုးသူတို့ရရှိတဲ့နေရာမှာကြာသွားပြီးခိုးသူတွေကကောက်ယူမွေးစားထားတဲ့ကွယ် နောက်တစ်ကောင်ကတော့ယသိတို့ရဲ့ចောင်းသင်ငန်းအတွင်းမှာကြားပြီးယသိတို့ကကောက်ယူကျွေးမွေးထားတဲ့ကွယ်။တနေ့တော့ခါမှာတိုင်းပြည်မှာရှိတဲ့ဘရင်ကြီးကတော်ကစားထွက်လာခဲ့တဲ့ကွယ်။အဲ့ဒီချိန်မှာပဲဘရင်ကြီးဟာမောပန်းသဖြင့်ခိုးသူတို့ရွာမှာရှိတဲ့သပင်ရိတ်ကလေးမှာသွားပြီးအပန်းဖြေနေတဲ့ကွယ်။အဲ့ဒီချိန်မှာပဲ ခိုးသူတို့မွေးထားတဲ့ကျင်းငတ်ကလေးကဘယင်ကြီးကိုမြင်ပြီးဒီလူကိုတတ်ကြဟေအဝတ်စားတွေကိုလည်းယူကြဟေဟုခိုးသူတို့ဟာဟစ်အော်တိုက်တွန်းလိုက်တဲ့ကွယ်အဲ့ဒီချိန်မှာပဲဘယင်ကြီးကဒီအရက်ကဘေးရနေရများတယ်မနေသင့်တော့ဘူးလို့ဆိုပြီးအမြန်ထွက်သွားတဲ့ကွယ်အဲ့လိုထွက်သွားပြီးနောက်ထပ်တနေရာရောက်တဲ့ခါမှာတော့ ဘယင်ကြီးကနားနေတဲ့ကိုယ်ဘယင်ကြီးရောက်တဲ့နေရာလေးကတော့ယသိတို့ရဲ့နေရာလေးဖြစ်တဲ့ကိုယ်အဲ့ဒီခါမှာယသိတို့မွေးထားတဲ့ခြေငှက်ကလေးကဘယင်ကြီးကိုမြင်ပြီးတော့အရှင်မင်းကြီးကြွပါအပန်းဖြေပါအေးမြတဲ့ရေကိုတောက်ပါတတိတွေကိုသုံးဆောင်ပါဆိုပြီးတော့တတရရအတန်လေးနဲ့ကြိုးဆူလိုက်တဲ့ကိုယ် ထိုချိန်မှာဘယင်ကြီးကကြေးသားငယ်အရင်ငါတွေ့ခဲ့ဘူးတဲ့ကြေးကမင်းလိုမဟုတ်ဘူးအလွန်ရိုင်းဆိုင်လာတယ်မင်းကတော့ရင်ကြီးလာပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့ကွယ်အဲ့ဒီခါမှာပဲရင်ကြီးတဲ့ကြေးလေးကအရှင်မင်းကြီးအဲ့ဒီကြေးငယ်လေးဟာအကျွန်ုပ်ရဲ့ညီဖြစ်ပါတယ်အကျွန်ုပ်တို့ညီနောင်နှစ်ယောက်ဟာလေမုံတိုင်းကြောင့်တခွဲတပြားစီ ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။ကျွန်ုပ်ရဲ့ညီလေးဟာခိုးသူတွေရှိတဲ့နေရာကို ရောက်သွားပြီးကြမ်းတမ်းရိုင်းဆိုင်သွားရခြင်းဖြစ်ပါတယ်။ကျွန်ုပ်ကတော့ဆရာရတိစီရောက်လို့နူးညံ့တိမ်မွေးရပါတယ်လို့ပြောလိုက်တဲ့ကွယ်။ကဲအဲ့ဒီခါမှာကျင်းငတ်ကလေးပြောတဲ့စကားကိုကြားတော့ဘယင်ကြီးကပြုံးမိတဲ့ကွယ်။ကဲတအားတို့သမီးတို့ကြီး ပုံမြင်လေးကတော့ဒါပါပဲကွယ်အဲ့ဒီတော့သားတို့သမီးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးတော့လူတွေဟာကိုယ့်ရဲ့နေထိုင်နဲ့အရက်ဒေသမှာရှိတဲ့အကျင့်စရိုက်တွေကိုအတူယူတတ်ကြရဲဆိုတာကိုသိရှိကြရမယ်နော်ပြီးတဲ့အခါမှာကောင်းတဲ့အလေးအကျင့်ကောင်းတဲ့အပြုအမူလေးတွေကိုအားလုံးပဲအတူယူကြရမယ်နော်သားတို့သမီးတို့ရေ thank you